ကဲအလုံးဝမင်္ဂလာပဲဗျ JTS channel မှာပြန်လည်ကြိုဆိုလိုက်ပါလေကျွန်တော်ဒီကနေ့မှာတော့ဒီလာမယ့်6လပိုင်း9ရက်နေ့1 championship 118ပြိုင်ပွဲမှာအောင်လာအစံကိုနက်ချီအသွင်းအလဲထိုးနဲ့အနိုင်ယူပြမယ်ဆိုတဲ့ရှာမီအော်တိုဂန်နဲ့ပတ်သက်ပြီးအောင်လာအစံအနေနဲ့ဘာဒီကိုအကောင်းဆုံးအဓိကကြိုတင်ပြင်ဆင်ထားတင်တယ်လဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးတော့မှာဖြစ်ပါလေဒါအပြင် Rainier Director အနေနဲ့မကြာတိခင်ကမှ1 championship ကနေပြီးတော့မှလမ်းခွဲသွားခဲ့တယ်ဆိုတဲ့အကြောင်းရင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါလေ โอเคဒါဆိုရင်ကျွန်တော်တို့တွားလိုက်ရအောင်ပါအဲ့တော့ပထမဦးဆုံးအကြောင်းအရာဖြစ်တဲ့ရှာမီအာတူဂန်နဲ့ပတ်သက်ပြီးအောင်လာအဆန်းအနေနဲ့ဘယ်အပိုင်းမှာအကောင်ဆုံး ကျူတင်တဒီပြူကောက်ွယ်ပြင်ဆင်သွားရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပြောပြပေးတော့မှာဖြစ်ပါလေ။အဲတော့ဒီဗီဒီယိုကိုပြုလုပ်ပေးရတဲ့အဓိကအကြောင်းရင်းကတော့ဒီ118ပြိုင်ပွဲမှာအောင်လအန်ဆန်ကိုတကယ်ပဲအနိုင်ရရှိစေချင်တာကြောင့်ပါလေပေါ့နော်။အဲတော့အောင်လအန်ဆန်အနေနဲ့ကလည်းဒီအချက်တွေကိုအကောင်းဆုံးသာကျူတင်တဒီပြူပြင်ဆင်ထားရမှာဖြစ်တယ်ပေါ့နော်။ဘယ်အချက်တွေဖြစ်မလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြရအောင်ပါ။ကဲအဲတော့သူထိတ်တောင်းဘလို့ရယူခဲ့တယ်လဲဆိုတော့ကြည့်လိုက်အောင်ပါ။ Okay ။ဒါထိတ်တောင်းရသွားတယ်ပေါ့နော်။ Slow motion တစ်ချက်လောက်ကြည့်လိုက်မယ်။ ဒါအနီးကအနီးထားကနေပြီးတော့မှဒဘလက်ထိတ်တောင်းရယူသွားတယ်ပေါ့နော်တကယ်မြင်တယ်ကဲနောက်ထပ်တပွဲဖန်ရုံနဲ့ပွဲကိုကြီးလိုက်မယ်ဗျာ။တညာချက်ဝင်ပြီးတော့မှတပလက်ထိတ်တောင်းရယူသွားတယ်ပေါ့နော်။ဆလိုမိုရှင်းပြင်ကြည့်အောင်။ညာနဲ့ပုတ်ထားတယ်။ညာချက်ဝင်တယ်။ ဲ့တော့ဖန်ရုံနေနဲ့ဒီညာချက်ပြန်ဝင်မယ်လို့ထင်ထားခဲ့မိပုံရတယ်ဗျအဲ့ဒီအနေထားကနေဒါရှာမီအာဒူဂန်ရဲ့ချက်ချင်းကိုပဲထိတ်တောင်းရယူသွားတယ်ဗောနော် Okay နောက်ထပ်တပွဲကိုကျွန်တော်ကြည့်လိုက်အောင်ပါ Okay ကျွန်တော်တတိထားမိလားမသိဗျဒီအနီတောင်းကဖိုက်တာနေနဲ့ရှာမီအာဒူဂန်ကိုဒါကန်ချက်တွေနဲ့ right hand နဲ့ PR ပေးဖို့ကြိုးစားတဲ့အချိန်မှာအကွာဝေးတစ်ခုကိုဒါလင်းလင်းမြင်းမြင်းဗောနော်ရှီတူနောက်ဆုတ်ပုံစံမျိုးနဲ့ထားနိုင်တာတွေ့ရတယ် โอเคဒီမှာကျွန်တော်ထိတ်တောင်းရယူသွားတော့ကြည့်မယ်ဆိုရင်တကယ့်ကိုမြန်တယ်ဗျ slow motion တစ်ချက်လောက်ကြည့်လိုက်အောင်ပါโอเคညာချက်ဝင်ပြီးတော့မှာဒါ bit left hand ဝင်ပြီးချက်ချင်းကိုထိတ်တောင်းရယူသွားတာပါเนาะဒါပြောရမယ်ဆိုရင်အခုလက်ရှိကျွန်တော်ကြည့်သွားတဲ့ဒီ၃ပွဲစလုံးရဲ့ဒီထိတ်တောင်းရယူမှုပုံစံကလုံးဝမထင်မှတ်ထားတဲ့အနေအထားကနေပြီးတော့မှထိတ်တောင်းရယူခံလိုက်ရတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော် stand 5ပိုင်းနဲ့ပတ်သက်ပြီးတော့မှကြည့်ရအောင်ပါ။ Body kick ကောင်းတယ်။ဒါဘေးဖြတ်ဝင်တာလည်းကောင်းတယ်ဗျ။ 是玻璃小土塔嘞，都多哩阿爸嘞。OK，就 not the way 设计好吗？那繁荣嘞不会吗？那白蛋皮的么咯？是玻璃跟干瓦啦高嘞？白票，就那黑给干瓦了么？白票啊，都都交不高了，那不切。 ော်ဆိုင်မန်မနာကတေးဆိုင်ဘော်ဒီကစ်ထက်ကန်ထားတယ်နောက်တစ်ချက်ကန်ထားတယ်ဘော်ဒီကစ်ဆိုင်ပေးပင်မိုင်းကူครับဘော်ဒီကစ်နောက်တစ်ချက်ဘော်ဒီကစ်နောက်တစ်ချက်ဝင်တဲ့အချိန်မှာဘယ်ဖြောက်မှဝင်သွားတာတွေ့ရတယ်ဗျအဲ့တော့ရှမ်ဘီအာဒူဂန်ရဲ့ထိတ်တောင်ရယူသွားခဲ့တဲ့ပုံစံတွေစတန်ဖိုက်ကစားသွားခဲ့တဲ့ပုံစံတွေကိုကြည့်မယ်ဆိုရင်အောင်လာအန်ဆန်းအနေနဲ့အဓိကသတိပြုရမယ့်အချက်နှစ်ချက်ရှိတယ်ပေါ့နော်အဲ့တော့ပထမတစ်ချက် ကတော့ဒါရှမ်ဘီအာဒူဂန်ရဲ့ထိတ်တောင်ရယူမှုပုံစံပဲဖြစ်တယ်ပေါ့နော်အဲ့တော့ ဒီသုံးပွဲလုံးကိုကျွန်တော်တို့တွားပြီးတော့မှဒါကြည့်မယ်ဆိုရင်ရှာမီအာတိုဂန်နေနဲ့ဒါပြိုင်ဖက်ဖိုက်တာတွေကိုလုံးဝမထင်မှတ်ထားတဲ့အနေထားကနေပြီးတော့မှဒါထိတ်တောင်းရယူတွားပြန့်နိုင်ခဲ့တယ်မို့နော်အဲ့တော့အွန်လိုင်းအန်ဆန်းနေနဲ့ကလည်းကျွန်တော်ဒီထိတ်တောင်းရယူခြင်းကိုမခံရဖို့ကအရင်ကိုအရေးကြီးပါတယ်ဒီအတွက်ကြောင့်မို့ဒါပြိုင်ဖက်ဖိုက်တာကဒါအနေငယ်လေးဒါပရက်ရှာပေးလာတဲ့အနီးနားဒီကက်တရောင်ရောင်ဖြစ်လာတဲ့အချိန်မှာအွန်လိုင်းအနေနဲ့အကွာအဝေးကိုကျွန်တော်တို့အမြင်ဆုံးချားနိုင်အောင်ကစားသွားဖို့လိုအပ်တယ်ပေါ့နော် တို့မဟုတ်ရင်လည်းဒီဖိုက်တာကကျွန်တော်တို့ရှောင်းပြီးအာတူဂန်အနေနဲ့ဒါအောင်လကိုထိတ်တောင်းမရယူခင်မှာ အောင်လအနေနဲ့ပဲချက်ချင်းရှောင်းပြီးအာတူဂန်ကိုဒါထိတ်တောင်းရယူသွားဖို့လိုအပ်တယ်ပေါ့နော်ဒီလိုမှမဟုတ်ရင်တော့ဒီရှောင်းပြီးအာတူဂန်အနေနဲ့ဒါမရရင်ရတဲ့နီးနဲ့ဒါအောင်လကိုထိတ်တောင်းရယူဖို့ကြိုးစားလာနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒီအောင်လအနေနဲ့ပို့ပြီးတော့မှ ါတတိကြီးကြီးနဲ့ကစားဖို့လိုအပ်တယ်ပေါ့နော်ဒါအနာကိုလုံးဝကက်ခံလို့မရဘူးတေချာလေးကိုကျွန်တော်တို့ကြည့်ထားရမယ်ဗျသူ့ရဲ့ဒီကစားပုံရကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါပြိုင်ဖက်တွေကဒါ pressure ပေးတယောင်ယောင်နဲ့ကျွန်တော်တို့ဝင်လာတယ်တကယ်လဲကျွန်တော်တို့ pressure လေးဖိအားပေးပြီးတော့မှထိုးပြီးတော့ချက်ချင်းကိုသူ့အနေနဲ့ဒီမထင်မထင်မှတ်ထားသလိုထိတ်တောင်းချက်ချင်းရယူသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီအချက်ကကျွန်တော်အောင်လာအတွက် ဒါမထင်မှတ်ထားမင်းနဲ့ထိတ်တောင်းရယူသွားခံရတဲ့ဒါအခြေအနေတည်းရဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒါပထမအချက်အနေနဲ့အောင်လာအနေနဲ့ဒါကျူတင်သတိပြုပြီးတော့မှအကောင်းဆုံးဒါပြင်ဆင်ထားဖို့လိုမဲ့အချက်တစ်ချက်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒုတိယတစ်ချက်ကိုတွားလိုက်ရအောင်ပါဒုတိယတစ်ချက်ကတော့သူ့ရဲ့ဒီဘယ်ဖြောင့်လက်တီဖြစ်တယ်ဗျအဲ့တော့ဒီဘယ်ဖြောင့်လက်တီကဒီသုံးပွဲစလုံးကိုတွားပြီးတော့မှလိလာကြည့်မယ်ဆိုရင်တော်တော်လေးကိုပါဝါပြင်းနေတာမျိုးတွေ့ရတယ်ဒါဖန်ရုံနဲ့ပွဲမှာဆိုရင်ကျွန်တော်တွားပြီးတော့မှကြည့်လိုက်ပါဖန်ရုံနေနဲ့ ဒီဘေဖြောင့်ကြီးကိုပဲကျွန်တော်၅ချက်၆ချက်လောက်ဒါအထိခံပြီးတော့မှဒါ body kit ရောပါတာပေါ့နော်အဲ့တော့ body kit ပါကန်ခံလိုက်ရတဲ့အချိန်မှာ fan roll နဲ့အရှုံးနဲ့ရင်ဆိုင်သွားခင်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ထပ်တခြားနှစ်ပွဲကိုသွားပြီးကြည့်မယ်ဆိုရင်လေသူနီးသူပဲဗျသူရဲ့ကစားပုံအရာကတော့ဒါဘေဖြောင့်လက်တီနဲ့ကျွန်တော်ပွဲသိမ်းတဲ့တိုက်ကွက်စွမ်းဆောင်ရည်မျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီဘေဖြောင့်လက်တီကိုအောင်လာအနေနဲ့ကြိုတင်ပြီးတော့မှ defend လုပ်နိုင်ဖို့အတွက်ဒါပြင်ဆင်ထားဖို့လိုအပ်တယ်ပေါ့နော် အဲ့တော့ Stanford ပိုင်းမှာကတော့ဒါပြည်သက်တွေအားလုံးတီးကြတဲ့အတိုင်းပဲဒါအောင်လာကတော့ Stanford မှာဒါတူတူတူပြောစရာမလိုဘူးတော်တော်လေးကိုကောင်းတယ်ကျွန်တော်အထူးတစ်ဖြစ်ဒီ fan room နဲ့ဒါရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲကိုတွားပြီးအသေးစိတ်ကြည့်မယ်ဆိုရင်ဒါအောင်လာရဲ့ defend လုပ်ပုံ style တွေဒီအရှောင်သိမ်းပေါ့နော် head movement တွေကတကယ့်ကိုကောင်းတယ်ဒီအတွက်ကြောင့်မို့ကျွန်တော်ရဲ့အမြင်အရကတော့အောင်လာအနေနဲ့ဒါသူ့ရဲ့ဒီဘယ်ဖြောင့်လက်တီကိုဒါကောင်းကောင်း defend လုပ်ပြီးတော့မှဒါကစားသွားနိုင်ချေရှိတယ်လို့မြင်တယ်ပေါ့နော်ဒါလုံးဝတော့ ကျွန်တော်ပေါ့လို့မရဘူးနည်းနည်းလေးပေါ့လိုက်တာနဲ့ကျွန်တော်နည်းနည်းလေးငီးလိုက်တာနဲ့ဒီဘယ်ဖြောင်းကချက်ချင်းတောင်ဝင်လာနိုင်ချေရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒီဘယ်ဖြောင်းလက်တီးကိုလည်းအောင်လာနေနဲ့လုံးဝတတိကြီးကြီးထားပြီးတော့မှကစားဖို့လိုအပ်တယ်အဲ့တော့ခြေကန်ချက်ကတော့ဖိုက်တာနှစ်ဦးလုံးပြောရမယ်ဆိုရင်တော့ခြေကန်ဘယ်ချီရောညာချီရောဒါရှင်းကြည့်လိုက်မယ်ဆိုရင်တော့အောင်လာကဘယ်ချီညာချီကန်တာပို့ပြီးတော့မှကောင်းတယ်ရှောင်းမီအာဒူဂန်ဆိုတဲ့ဖိုက်တာကတော့ဒါဘယ်ချီကိုပဲအသားပြုတ်ပြီးတော့မှဒါကန်တော့ကိုတွေ့မြင်ရတယ်ပေါ့နော် ဲ့တော့ကန်ချက်ကတော့ Python နှစ်ဦးလုံးကပြင်းတယ်ဗျဒါပို့ပြီးတော့မှပြင်းတယ်လို့ခန်းစားရတာကတော့ဒါအောင်လာရဲ့ဒီ chicken chip ဖြစ်တယ်ပေါ့နော်သူရဲ့ chicken chip ကဒါတကယ်ကိုကြောက်ဖို့ကောင်းတယ်ဒါပြီးခဲ့တဲ့ဒါ fan room နဲ့ပွဲမှာဆိုရင်လည်းဒီ chicken chip တွေကတကယ်ကိုလှပတည်တတ်တယ်ဗျဒီ body kit တွေရော hack kit တွေရောဒါကောင်းကောင်းကန်နိုင်တဲ့အနေအထားတစ်ခုမျိုးကိုဒါတွေးခဲ့ရတယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီ Xiaomi Ardugan နဲ့ပတ်သက်ပြီးတော့မှ online အစမ်းအနေနဲ့ဒါအကောင်းဆုံးကြိုတင်သတိပြု အပြင်းစင်ထားမဲ့အရာလေးဖြစ်တယ်ပေါ့နော်။ဒါကတော့ကျွန်တော်ရဲ့အမြင်လေးဖြစ်တယ်ပေါ့နော်။ပရိသတ်တွေကရောဒါအောင်လအဆန်းကိုဒါရှာမီအာတူဂန်နဲ့ရှင်ပြန်ထူးတက်တဲ့ချိန်ကြရင်ဘယ်အပိုင်းကိုဒါအဓိကပြင်ဆင်ထားရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အောက်ကခွန်းမှတ်မှာဒါဝင်ရောက်ရေးသားပေးလို့ရတယ်ပေါ့နော်။ဒါအောင်လအဆန်းအနေနဲ့ဒါတွေ့တော့မယ်ဆိုရင်လည်းဒါ defend ကြိုပြီးတော့မှကြိုတင်ပြင်ဆင်ထားလို့ရတယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်တို့ Rainier Director အကြောင်းကိုကျွန်တော်ဆက်လိုက်ပါမယ်။ ဒါကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုရင်တော့ Rainier Director အနေနဲ့ One Championship နဲ့လမ်းခွဲသွားရတဲ့အဓိကအကြောင်းရင်းကတော့ဒါ One Championship နဲ့ချုပ်ဆိုထားတဲ့ဒါစာချုပ်ကလည်းပြည့်သွားတာလည်းပါတယ်။နောက်ပြီးတော့မှသူ့အနေနဲ့ဒီစာချုပ်မပြည့်ခင်မှာ One Championship ကိုဒါပွဲတောင်းဆိုခဲ့သေးတယ်ပေါ့နော်။တစ်ချိန်တစ်ချိန်မကဘူးခဏခဏကျွန်တော်တို့ပွဲတောင်းဆိုတာမျိုးတွေးခင်ရတယ်။ဒါပေမဲ့လည်း One Championship ဘက်ကဒါ Rainier Director ကိုပွဲတယ်ပြီးခဲ့ခြင်းမရှိဘူးပေါ့နော်။ဒါအလုံးတိကျတဲ့အတိုင်းပဲသူ့အနေနဲ့ ရှာမီအာဒူဂန်ကိုလာစိန်ခေါ်ခဲ့တယ်ဗောနော်သူပြင်မဲ့လဲကဲမကောင်းစွာနဲ့ပဲရှာမီအာဒူဂန်ကအွန်လိုင်းအန်ဆန်နဲ့ကျွန်တော်ပွဲတည်ပြီးချင်းကိုခံလိုက်ရတယ်အဲ့တော့ပြောမယ်ဆိုရင်ရိုင်းနီယာဒရိုက်တာအနေနဲ့ဒီ1 championship မှာသူ့အနေနဲ့ဆက်ပြီးတော့မှဒါအကောင်းဆုံးလုတ်ပြလို့ရသေးတဲ့အနေအထားတွေအများကြီးရှိတယ်ဗောနော်သူပြင်မဲ့လဲကျွန်တော်တို့အားလုံးလုံးဝမထင်မှတ်ထားပင်းနဲ့ဒါ1 championship နဲ့လမ်းခွဲသွားခဲ့တယ်အဲ့တော့သူ့အနေနဲ့ဒီလထဲမှာဗောနော် UAE မှာတွားပြီးတော့မှပွဲထိုးဖို့ရှိတယ်အဲ့တော့ ဒီအဖွဲ့အစည်းအစ်စ်မှာသူ့အနေနဲ့ဒါရလက်တွေကကောင်းလာနိုင်မလားမကောင်းလာနိုင်ဘူးလားဆိုတာကျွန်တော်အနေနဲ့ကတော့ဒါအရင်ကပြောရခက်သေးတယ်ဗျဒီ one champion ship ထက်ကျွန်တော်နာမည်အရပြောမယ်ဆိုရင်လည်းဒါနာမည်တိတ်မရှိတဲ့အဖွဲ့အစည်းကိုဒါရောက်သွားတယ်ပေါ့နော်အဲ့ဒီနာမည်မရှိတဲ့အဖွဲ့အစည်းကနေပဲသူ့အနေနဲ့ဒီတဆင့်ချင်းစီပေါ့နော် PFN တို့ဒီ Bellator တို့ UFC တို့ဒါရောက်သွားနိုင်မလားဆိုတာကတော့ကျွန်တော်အနေနဲ့ Ryanian Director ကိုဒါစိတ်ဝင်စားနဲ့ ဒါစောင့်ကြည့်သွားဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုတော့ဒါအောင်လအစံကို Rainier Director နဲ့ဒါတတိယမြောက်မကြည့်ပွဲဒါတဲပီးစီချင်သေးတယ်ပေါ့နော်။ဘာကြောင့်ကျွန်တော်အနေနဲ့အခုလိုမျိုးပြောရတာလဲဆိုရင်ဒါ Rainier Director နဲ့အောင်လအစံတို့ကဒါပထမအချိန်တွေ့ဆုံမှုမှာဒါအောင်လအစံနေနဲ့ပြိုင်ဖက်ကိုဒါနည်းနည်းလေး short ထားတဲ့အနေထားတစ်ခုမျိုးပုံစံမျိုးရှိတယ်ပေါ့နော်။ဒီအတွက်ကြောင့်မို့ဒါထိုက်တောင်းရယူခံလိုက်ရပြီးတော့မှပထမချိန်မှာပဲဒါအရှုံးနဲ့ရင်ဆိုင်သွားခဲ့ရတယ်ပေါ့နော်။ ဲ့တော့အဲ့ဒီနောက်ပိုင်းမှာဆိုရင်အောင်လာနေနဲ့ဒီ ground ပိုင်းမှာအစွမ်းကုန်မြင့်တင်ကျူးစားဖို့လိုအပ်နေသေးတဲ့အချိန်တခုပေါ့နော်အဲ့တော့ one championship ဘက်ကဒါမထင်ရဘူး Rainier Director ကိုဆက်ပြီးတော့မှဒါအောင်လာအန်ဆန်ရဲ့ middleweight champion ခပ်ပတ်ကိုပြန်ပြီးတော့မှလူယူခိုင်းဖို့ဆိုမှပွဲတည်ပေးလိုက်တယ်ပေါ့နော်အဲ့တော့အောင်လာအန်ဆန်ကလည်းဒါမကြည်ပွဲကိုဒါတောင်းဆိုသွားတဲ့အတွက်ကြောင့်မို့ fighter နှစ်ဦးကလည်းပွဲဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အမြင်ရပြောမှဆိုရင်ဒီဒုတိယမကြည်ပွဲမှာကတော့ အပြင်းစင်မှုမလုံလောက်ခဲ့လို့ဒါရိုင်းနီယာဒရိုက်တာကိုအမတ်နဲ့ဒါရှုံးနေသွားခဲ့ရတာပေါ့နော်ကျွန်တော်တို့အောင်လအန်ဆန်းဆိုတဲ့ဖိုက်တာကတော့ဒါပရိသတ်တွေအားလုံးသိရှိပြီးတာဖြစ်တယ်ပေါ့နော်သူ့အနေနဲ့ပွဲတစ်ပွဲကိုဒါရှင်ပြန်ထိုးတက်ရအောင်မယ်ဆိုရင်ဒါအကောင်းဆုံးဒါအချိန်ယူပြီးတော့မှဒါကြိုတင်ပြင်ဆင်လေးရှိတယ်ပြီးပြီဆိုရင်ပြိုင်ဖက်ဖိုင်တာရဲ့ထူတက်ပုံစတိုင်တွေကအစသူ့အနေနဲ့ဒါအကောင်ဆုံးလေးလာပြီးတော့မှဒါဘယ်လိုမျိုးပုံစံမျိုးနဲ့ဒါရှင်ပြန်ထူတက်သွားရမလဲဆိုတော့ကိုလေဒါအင်စာတွေ ြုလုပ်လို့ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီရန်နီယာနဲ့ဒုတိယမြောက်မကြီးပွဲမှာတော့ဒါကျွန်တော်ရဲ့အမြင်ရပြောမယ်ဆိုရင်ပြင်းစင်ချင်းအားနေခဲ့တဲ့အတွက်ကြောင့်မို့လားရှုံးနေသွားခဲ့ရတာကျွန်တော်အခုလက်ရှိအချိန်မှာအောင်လာဆန်းနဲ့ဒီရန်နီယာဒါရိုက်တာတို့ဒါတတိယမြောက်မကြီးပွဲတာတည်ပြီးမယ်ဆိုရင်တော့ကျွန်တော်ရဲ့အမြင်ရကတော့ဒါအောင်လာအနေနဲ့အနိုင်ရယူသွားနိုင်ချေရှိတယ်လို့မြင်တယ်ပေါ့နော်ဒါပရိသတ်တွေကတော့ဒါဘယ်လိုမျိုးထင်မြင်ယူဆထားကြတယ်လဲတော့မသိဘူး ဒါအခုလက်ရှိအချိန်မှာတော့ Rainier အနေနဲ့တခြားအဖွဲ့အစည်းကိုရောက်ရှိသွားပြီပြောရမယ်ဆိုရင်တော့ဒါ online ရဲ့ခါးတီးပြိုင်ဖက်တူဒါယော့သွားတယ်လို့ပြောရမယ်ဗျအဲ့တော့အထူးသဖြင့်ဒီ Vitaly Bitas ဘာလို့ပွဲလဲကျွန်တော်တို့ရလိုက်မရလိုက်နဲ့နှစ်ကိုနှစ်နှစ်နဲ့တပွဲရ၃နှစ်တပွဲရအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါတွက်သွားတယ်ပေါ့နော် Fan Run နဲ့ဒါအခြေအနေကဘလို့လာမလဲဆိုတော့မသိရသေးဘူးသူကလည်းဒါ online ကိုလည်းရှုံးတယ်ပြီးပြီဆိုရင်ဒီ Champion Home ဖြစ်ကြတဲ့ ရိုင်းနီယာတို့ဗီတလီတို့ကိုရှုံးနေထားတယ်ပေါ့နော်အဲ့တော့သူနဲ့မကြခင်မှာဒါကျွန်တော်ရဲ့အမြင်ရပြောတော့ပေါ့နော်ဒါဝမ်ချန်ပီယံရှစ်ရဲ့လုတ်ထုံလုတ်နီးအရဆိုရင်ဒါအရှုံးနဲ့ရင်ဆိုင်ထားခဲ့ရတဲ့ဖိုက်တာတွေတော်တော်များများကဒါပွဲရလိတ်သိမ့်မရှိဘူးပေါ့နော်သူတို့ပြင်ကျွန်တော်တို့ဒီဘစ်တက်ကိုကြည့်မယ်ဆိုရင်ဒါပွဲကအရန်ကိုရရခဲတယ်အဲ့တော့ fan run ကလည်းအဲ့လိုမျိုးပုံစံဖြစ်သွားနိုင်တယ်။နောက်ပြီးအောင်လာနဲ့ဒီရှင်ပြိုင်ထူးတက်ခဲ့ဘူးတဲ့ fighter တူရှိတယ်ပေါ့နော်။ဂျပန်က fighter တူဖြစ်တယ် ယူရှင်အိုကာမီလို့ခေါ်တယ်ပေါ့နော်အဲ့ဒီဖိုင်တာကလည်းဒါ1 championship နဲ့လမ်းခွဲသွားပြီလားတော့မသိဘူးဒီတခြားအဖွဲ့အစည်းတွေမှာသွားပြီးမှအရှင်ပြိုင်ထိုးတက်နေတာမျိုးတွေ့ရတယ်ပေါ့နော်နောက်ပြီးဒီလီယန်ဒိုအထိုက်တီးစ်တို့ဂေဗာဒိုဂေဗောင်တို့ဆိုရင်ဘယ်ပြောက်လို့ဘယ်တွေရောက်ကုန်မန်းတော့မသိဘူးဒီမီဒဝိတ်တန်းမှာကျွန်တော်ထိုးတက်နေတဲ့ဖိုင်တာကပြောမယ်ဆိုရင်လက်ညှိုးချိုးပြီးတော့မှရည်လို့ရတယ်ဒါမီဒဝိတ်တန်းက MME ပွဲစဉ်ကိုလေဒါ1 championship ကဒါတော်ရုံတန်ရုံ season ပြီးနေတာမျိုးကိုဒါမတွေ့ခဲ့အောင်ပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်ဒါ အောင်လာတို့ရဲ့ဝမ်ချမ်ပီယံရှစ်မီဒဝိတ်တန်ကတော့တကယ်ကိုရင်နာစရာကောင်းတယ်ဖိုက်တာတွေကလည်းအရန်ကိုရှာပါလိုက်ဗျအဲ့တော့ဖိုက်တာတွေထပ်ပြီးတော့မှအားဖြည့်ထားလားမဖြည့်ထားလားဆိုတော့ကျွန်တော်အနေနဲ့မသိရသေးဘူးကျွန်တော်ဝမ်ချမ်ပီယံရှစ်ကမီဒဝိတ်တန်နဲ့ပတ်သက်ပြီးတော့မှဘာတွေပြုလုပ်သွားအောင်လဲဆိုတာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်တယ်မနော်โอเคအဲ့တော့ပြောရင်ပြောရင်အဝေးကြီးရောက်သွားပြီပေါ့နော်အဲ့တော့အများကြီးမပြောတော့ဘူးဒီ Rainier Director ဒီ One Championship ကနေပြီးတော့မှ ဒါထွက်ခွာရသွားတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့မှဒါပြည်သက်တွေကရောဒါဘယ်လိုမျိုးထင်မြင်ယူဆထားတာတွေရှိတလဲအောက်ကခွန်မက်မှာဒါဝင်ရောက်ဆွေးနွေးသွားပြီးလို့ရတယ်ပေါ့နော်ကျွန်တော်လာမယ့်နေ့ရက်ဒီမှာဆိုရင်ဒီအောင်လအန်ဆန်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်အပိုင်းနဲ့ပေါ့နော်ဒါအောင်လအန်ဆန်းရဲ့ဒီပြိုင်ဖက်ဖြစ်တဲ့ရှာမီအာဒိုဂန်ကဘလောက်ထိကြောက်စရာကောင်းပြီးစိုးရင်ရတဲ့ဖိုက်တာတဦးလေးဆိုတာနဲ့ပတ်သက်ပြီးတင်ဆက်သွားပြီးဖို့ရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဆက်လက်ဆောင်မြော်ကြည့်ရှုအားပေးဖို့ ားလုံးကိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့အဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုသူပင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဂျိုးဆက်ပဲဖြစ်ပါတယ်